Sky Daily ကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်ဇေယျပေါင်းတို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းကြောင်းရာကတော့သီရိမင်္ဂလာကဘာအေးစီရီတော်ဘနာတော်ဒင်းကိုပကအဖွဲကဓမ္မစကြာဆဝိုင်းဒေသနာတရားလူတော်ကျင်းပမဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်သီရိမင်္ဂလာကဘာအေးစီရီတော်ဘနာတော်ဒင်းကိုပကအဖွဲမှအကြီးမူကျင်းပမယ်ဓမ္မစကြာဆဝိုင်းဒေသနာတရားလူတော်ကို တီတီမင်လာကဘာအေးစီတော့အာယုံခံတစောင်းခမ်းမကြီးအပေါ်ဓာတ်တွင်တစောင်းမုံလာပြေကျော်9ရက်နိုဝင်ဘာလ9ရက်တနင်္ဂနွေနေ့မွန်းလဲတနာီမှညနေ9နာရီအထိပြည်ရင်းပြည်ပသဒနာပြုဓမ္မပါဠိအစီအရတော့အရှင်ပါကဒါလင်္ကာရကဟောကြားပြသပေးသွားမှာဖြစ်တယ်လို့သိရပါတယ်ပြည်ရင်းပြည်ပသဒနာပြုဓမ္မစစ်တာဆဝိုင်းကျမ်းပြုဓမ္မကတိကဂေါလူးဆောင်ကိုပွဲရရန်ကုန်ဗုဒ္ဓတက္ကသိုလ်ကတိကာ ဓမ္မပါဠိဖောင်ဒေးရှင်း DPF ဥက္ကဋ္ဌဖောင်ဒါမြို့နယ်တန်ခါနာယကအတွင်ရေးမှု တိုင်းတန်ခါဝန်ဆောင်ဓမ္မပါဠိဆရာတော်အရှင်ပါကဒါလင်္ကာရကဓမ္မစကြာစဝိုင်းဒေသနာတရားရည်အမြိုက်စီကို တိုက်ကျွေးသွားမှာဖြစ်တယ်လို့သိရပါတယ်။သီလတမာရီတိတ်ခါနေသီခံခြင်းသီလစောက်တည်ခြင်းပယိတ်တရားတော်များရွတ်ပွားပူဇော်ခြင်း တမာရီသိခါပွားများခြင်းစရဲသူတော်ကောင်းတရားများကိုလည်းစ조사အားထုတ်ဆောင်ရွက်လေ့ရှိခြင်းနဲ့ဆက်လင်းပြီးငွေကြေးချင်းမြင့်ပေးသွားမှာဖြစ်တာကြောင့်1389ခုနှစ်ဒဇမုံလာပြည့်ကျော်9ရက်ဓမ္မစကြာဆောင်းဝိုင်းဒေသနာတရားအလူတော်တွင်တရားနာအဘိဓိတများကိုအလူရှင်များကအအေးနှင့်နေလေစာများဖြင့်ဧကခံသွားမည်ဖြစ်ပြီးဓမ္မစကြာဆောင်းဝိုင်းဒေသနာတရားအလူတော်တို့ဝင်ရောက်လိုပါကအကျိုးတော်ဆောင် ဖုန်းနံပါတ်39 431692 39 9653နဲ့ဖုန်းနံပါတ်39 464 993 963တို့ဆက်သွယ်ဆက်ရင်းပေးသွင်းနိုင်ပြီဖြစ်ပြီးသက်ဆိုင်သူများအနေဖြင့်ဖိတ်စာရသည်ဖြစ်စေဖိတ်စာမရသည်ဖြစ်စေကြွရောက်ချင်းမြင်ပေးပါယံနိဗ္ဗာန်အကျိုးမျှော်လို့နှိုးဆော်လိုက်ရပါရဲ့ရှင် အပေမလာပါဘူးရှင်